ဒီနေ့1389ခုနှစ်တရင်ကျော်လဇန်14ရက်2025ခုနှစ်ဆယ်လပိုင်း9ရက်တနင်္ဂနွေနေ့မလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ပြင်စာရွှေချောင်းတစ္ဆာရွှေစီကျောင်းတိုက်တွင်မှဆက်တကြီးမြောက်စီရင်ကျင်းပကြတဲ့ဝါရွေးကာလ9ရက်တာတရားစခန်းပွဲ ဒီကနေ့၄ရက်မြောက်နေ့နန္ဒခင်ခါကာလဆွမ်းအနုမောဒနာတရားများနာယူခြင်းတို့ရရင်ဖြင့်ကုသိုလ်ရှင်များရောယောဂီများရောမိမိတို့ရဲ့စိတ်ကိုယုံကြည်မှုတတ္တတရားဖြင့်အားဖြစ်စေကြမည်။သိမြင်နားလည်မှုပညာတရားဖြင့်လည်းပဲစိတ်နှလုံးကိုငြိမ်အေးစေကြမည်။ဒီကနေ့ယောဂီများကို တနေ့တာ စွမ်းအားရမြလှူဒါန်းညတဲ့ကုသိုလ်ရှင်တွေကတကကိုပြည့်ဖြိုးလိုက် တကမမတ်နိုင်နိုင်မောတာမောင်ရဲတန်လွင်တမီမတ်မေတန်စင်ချူနေလကွမ်းစာနှက်စေနဲ့ပြားရီမိသားစုမုံရွာမျိုးတဲ့အတော်စွမ်းမှုမရဏတရားနေနဲ့ ကုသိုလ်ရှင်များရောယောဂီများရောနှလုံးသွင်းစင်ကြယ်ပွားရကောင်းတဲ့တရားဒေသနာတစ်ပုဒ်မနက်ခင်းတိုင်ဟောတဲ့တရားလေးတွေကိုဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာတော်လေးတွေကိုဟောဖို့စိတ်ကူးပြီးတော့ဟောနေတာအဲ့ဒါဒီကနေ့လည်းပဲ ဓမ္မဝရပါဠိတော်မှာလာတဲ့ဂါထာတော်လေးတပုတ်ကိုအထူးပြုပြီးတော့ဟောခြင်းစိတ်ဖြစ်နေတယ်အပ္ပဂါတိမနုတေသူရေစနာပါရဂမိနောအထာယဣတရံပဇာတိရမေဝနုဒဝတိရေစခောတမ္မတ္ခတိတမေဓမ္မနုတိနော တေဇနာပါရမေတ္တန်တိမေဇုဒေယံသူတုတ္တရာပန္တိတဝတ်ဆိုပြီးတော့ပညာရှိတွေနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဂါထာတော်လေးတွေကြီးစုထားတဲ့ဝတ်ထဲမှာပါတယ်အတိဘေယဘာပြောတာတော့အပ္ပကတိမနုဿေတုရေဇနာပါရဂာမိနော အထာယံဣတရံပဇာတိရမေဝနုဒ္ဓဝတိရေစနာအကျဉ်တတ္တဝါတို့သည် ပါရဂာမိနောနိဗ္ဗာန်တည်းဟူသောတပတ်ကံကို ရောက်အောင်သွားနိုင်ကြတယ်တေစနာအဲ့ဒါလိုသွားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဆိုတာအပက အလွန်မှနည်းတယ်လူတွေထဲမှာတပတ်ကံကိုရောက်အောင်သွားနိုင်တယ်လို့ဆိုတာအလွန်နည်းတယ်ပါရဆိုတာ တဖက်ကန်းလို့တိုက်ရိုက်အသေးပဲရတယ်။ဘာရဲ့တဖက်ကန်းလဲလို့မေးရင်ဒုက္ခတွေဒီဟုသောဒီဘက်ကန်းရဲ့တဖက်ကန်းနော်တကယ်တမ်းရည်ညွှန်းတာကနိဗ္ဗာန်ကိုရည်ညွှန်းတာအဲဒါနိဗ္ဗာန်ဒီဟုသောတဖက်ကန်းကို ရောက်အောင်သွားနိုင်တဲ့လူဆိုတာလူလောကကြီးမှာအလွန်မှနေပါပါလေတဲ့ အထာယံဣတရံပဇာတိရမေဝနုဒဝတိအများစုကြီးကတော့ဒီဘကံမှာပဲပြေးသွားနေကြတယ်ပြေးလွှားနေကြတယ်တိရမေဝနုဒဝတိတိရဒီဘကံကိုပြောတာဒီဘကံဆိုတာအခုရုပ်တည်နေနေဖြစ်နေတာဘဝတွေဖြစ်နေတာအခုဘုန်းကြီးတို့တွေယောဂီတို့တွေဖြစ်နေတဲ့အခြေအနေဟာအဲ့ဒါဒီဘကံပါ ဲ့ဒီဒီဘက်ကမ်းမှာပဲတတ္တဝါတွေဟာပြေးဝင်သွားကြတယ်အဲ့ဒီလိုတတ္တဝါတွေကသာအများစုရေစာခောတမတ္တခတိဓမ္မေဓမ္မနုဥတီနောပုဂ္ဂိုလ်တူတယောက်ကတော့ယသဝဗျာဟောထားတဲ့အဆုံးမနဲ့အညီလိုက်နာတဲ့ကျင့်သုံးတယ်ဓမ္မေဓမ္မနုဥတီနောတရားအားလျော်စွာကျင့်နေတယ် ဲ့လိုကြည့်မယ်ဆိုလို့ရှိရင်မာရတေယသူတုတ်တရံသူတုတ်တရံအလွန်မှလွန်မြောက်နိုင်ခဲ့တဲ့မစ္စုတေယသေမင်းရဲ့နေပယ်အလွန်မှလွန်မြောက်နိုင်ခဲ့တဲ့သေမင်းရဲ့နေပယ်ဘာကိုပြောတာလဲဒီဘကံကိုပဲပြောတာပါပဲဘဝကိုပြောတာပါပဲเนาะသူကအလွန်မှလွန်မြောက်နိုင်ခဲ့တဲ့အရာ တရားကိုလွယ်တယ်လွယ်တယ်လို့ပြောမိမှဆိုလို့တရားဟာလွယ်တဲ့ကိစ္စမဟုတ်ဘူး။နော်အခက်ခဲဆုံးအရာလွန်မြောက်နိုင်ခဲ့တဲ့တေမင်းရဲ့နေရာကိုတဲ့။ညစွာဘုရားရဲ့အဆုံးအမအတိုင်းတရားအားလျော်စွာကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာလွန်မြောက်သွားကြလိမ့်မယ်လွန်မြောက်သွားကြလိမ့်မယ်။ရေစခောတမတက္ခတိဓမ္မေဓမ္မနုတိနော် တေဇနာပါရမစ်တန်တိမစ္စုတေယံသူတုတ္တရာတရားအလျောစွာကျင့်ကြတဲ့ပုဂ္ဂိုလ်တွေဟာလွန်မြောက်နိုင်ခဲ့တဲ့သေမင်းရဲ့နေပယ်ကြီးကိုကုမြောက်ပြီးတော့ပါရံတစ်ဖက်ကန်းကိုဧတန်တိရောက်ကြရလိမ့်မယ်ဟိုဘက်ကန်းရောက်တယ်လို့ဆိုတာအ ਨੇ လေးဒီဘက်ကန်းမှာပဲပြေးနေကြဒီဘက်ကန်းမှာငြိမ်နေတယ်လို့မဟုတ်ဘူးเนาะဒီဘက်ကန်းမှာပဲမဖြစ်တော့ပြေးနေကြ ာဘုမြတ်စွာဘုရားကဒီကတာလေးနှစ်ပုဒ်ကိုဟောတာတော့ဆိုတော့တာဝိထိမြို့မှာတခါတော့လန်တလန်းမှာရှိတဲ့တခါတော့မလေးရှုပြီးတော့အလှဒါနာကြီးပြုဟိုတော့ကရန်ကုန်ဒီမှာတရားပွဲတွေအကြီးအကျယ်လုပ်ကြတုံးစီကတောင်းအခြေအနေမျိုးကိုသွားပြီးတော့အမှတ်ရမိလူဒါနာကြီးတွေပြုအဲ့ဒီလမ်းကလူတွေကဘလို့တိုင်မြင်ကြတော့ဆိုတော့ ညာလုံးပေါက်တို့တရားနာကြမယ်ကွာညာလုံးပေါက်တရားနာเนาะအဲ့ဒါတို့တရားနာမယ်ဆိုပြီးတော့ညာလုံးပေါက်တရားနာကြတယ်တဲ့တိတ်မကြဘူးတဲ့ကာမဂုဏ်ကိုအမိပြုပြီးတော့တချို့ကထပြန်သွားကြတယ်လူတော်တော်များများယော့သွားတယ်เนาะနောက်ထပ်တိတ်မကြဘူးတဲ့ဒေါသကိုအမိပြုပြီးတော့ ဘာလေးစိတ်တိုင်းမကြဖြစ်လဲမသိဘူးပေါ့နော်တရားနာရင်လည်းဘာဖြစ်တယ်စိတ်တိုင်းမကြဖြစ်မလို့နော်စားရရတော့ဒေါသကို အမိပြုတ်ပြီးတော့ပြန်သွားကြပြန်တယ်တချို့ကြတော့လေမာနကို အမိပြုတ်ပြီးတော့ပြန်သွားကြပြန်တယ်နော်ကာမဂုဏ်ကိုအမိပြုတ်ပြီးတော့ပြန်သွားကြတယ်ဆိုတာကတော့နားလည်ဖို့လွယ်ပါတယ်ဒေါသကိုအမိပြုတ်ပြီးတော့မာနကိုအမိပြုတ်ပြီးတော့ပြန်သွားကြပြန်တယ်တဲ့ဒါဗာမင်းပြောတာတော့ ဟုတ်တယ်တရားနာရင်လည်းဒီခါလေးစိတ်တိုင်းမကြတာလည်းတွေ့ရင်တွေ့မှာပေါ့နော်စိတ်အခက်မသင့်ပြီးတော့တရားဆက်ပြီးတော့မနာနိုင်ဘူးမာနကိုအမိပြုပြီးတော့ပြန်သွားကြတယ်နော်မာနရှင်ပြိုင်မှုသူကပါငါကပါနော်ကိုယ့်ဟာကိုယ်နားလေတယ်တည်တယ်လို့ထင်နေတာတွေလည်းရှိခြင်းလည်းရှိမှာပေါ့ ဘာမှမထူပါဘူးလို့ထင်တာလည်းရှိရင်ရှိမှာပေါ့ဒါတွေကမာနာတဲ့ကို အကျုံးဝင်မယ်လို့ထင်ပါတယ်အဲ့လို စိတ်တွေနဲ့တရားကို ပြီးအောင်မနာနိုင်ဘူးပြန်သွားကြတယ်အဲ့လိုနဲ့ကျန်တဲ့လူလေးတွေကိုကြီးလိုက်တော့လည်းပဲမျက်လုံးလေးတွေမိတ်တုံမိတ်တုံနဲ့ငိုက်နေကြတယ်သိလားအဲ့ဒါဓမ္မပဒတက္ကရာထဲမှာလာတဲ့စကားနော်ကျန်တဲ့လူအများစုကလည်းဘာဖြစ်နေလဲ ညာလုံးပေါ့ဆိုတော့ဘယ်ရမလို့မနဲ့ခင်းကြတော့ငှက်ရောပေါ့ဟုတ်လားအဲ့ဒါကိုရှင်အနန္ဒာကမြတ်စွာဘုရားကိုရှောက်တာမြတ်စွာဘုရားညာလုံးပေါ့တရားနာကြမယ်ဆိုပြီးတော့အဲ့ဒါပြီးလဲပြီးရောလူကလည်းတိတ်မကြံတော့ဘူးအဲ့ဒါမြတ်စွာဘုရားအနန္ဒာတဲ့သူတော်ကောင်းတရားဆိုတာသိဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးတတဝရရဲ့စိတ်ဟာတရားပေါ်မှာ ကျင်လေကျစားဖို့ဆိုတာလွယ်ကူတဲ့အရာမဟုတ်ဘူးတကယ်လို့လွယ်လွယ်ကူကူဖြစ်နေတယ်ဆိုရင်လည်းအဲ့ဒါအနည်းစုလေးပဲအဲ့ဒါအလွန်မှထူကဲတဲ့ဓက်ခံကောင်းတဲ့ပုံကိုယ်တွေပဲလုံနိုင်တာမလုံနိုင်တဲ့လူတွေကိုတွေ့လို့စိတ်ထဲမှာဖြင်းလိုက်တာညံ့လိုက်တာဆိုပြီးတော့မကြည်မနှက်မဖြစ်တဲ့ဘူးနားလေတဲ့နေပေါ့နော်ဒါသဘာဝပဲ များစုကြီးကဘလို့မှမလိုက်နိုင်မှုရဲ့မြတ်စွာဘုရားရဲ့တရားတော်ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားသောသောကထာလေးနှစ်ပုဒ်ကိုဟောတာအပကတိမနုတေသူရေစနာပါရဂမိနောအထာယဣတရံပဇာတိရမေဝနုဒဝတိတပကံရောက်သွားတဲ့လူတွေဆိုတာနည်းနည်းလေးဒီပကံမဲ့ပြန်လှည့်ပြီးတော့ပတ်ပြေးနေကြတာရေစခောတမဒက္ခတိဓမ္မေဓမ္မနုအတိနောတေစနာပါရမေတ္တံတိမစ္စုတေယံတုတ္တုတ္တရ မြတ်စွာဘုရားဟောတဲ့အတိုင်းတကယ်ကြင့်ကြံကြိုးကိုအထောက်ကြမယ်ဆိုရင်တော့လွန်မြောက်နိုင်ခဲ့တဲ့သေမင်းရဲ့နေပယ်ကိုလွန်မြောက်ပြီးတော့တဖက်ကန်းကိုရောက်သွားကြလိမ့်မယ်တထာကနိဒန်းအနေနဲ့ပြောတာပါတကယ်ပြောကျင်တဲ့ဂါထာလေးကဒီဂါထာနှစ်ပုဒ်မဟုတ်သေးဘူးအဲ့ဒါကစဉ်းစားရအောင်အလွန်ကောင်းလို့ပြောကျင်တာအဲ့ဒါကလည်းပဲ တရားနာသူများနဲ့ဆက်ဆက်ပြီးတော့ဟောတဲ့ဒေသနာခုဒီကထာလေးနှစ်ပုဒ်ကလည်းတရားနာသူတွေကိုကြည့်ပြီးတော့ဟောတာနော်တရားကိုစွစွမြဲမြဲစွစွဆိုင်ဆိုင်နားလည်မှုရှိအောင်နားနိုင်တဲ့လူနဲ့မနာနိုင်တဲ့လူဘယ်ဟာကများတော့မနာနိုင်တဲ့လူကများတာပါတရားထဲမှာညံသက်ဝင်ပြီးတော့စိတ်ဝင်စားပြီးတော့နေဖို့ဆိုတာတကယ်မှမလွယ်တဲ့ကိစ္စပါဟုတ်လား တော့ဘုန်းကြီးအတိကပြောရင်လည်းကာထာလေးကအခုမှပြောမှာနတ္ထိရာဂသမောအခိနတ္ထိဒေါသသမောကဟောနတ္ထိမောဟသမံဇာလံနတ္ထိတဏ္ဏသမာနတ္ထိနတ္ထိဆိုတဲ့စကလုံးလေးနဲ့စဆံပြီးတော့ဟောထားတာဒါလေးတွေကနှလုံးသွင်းဆင်ခြင်ဖို့အတွက်အလွတ်ရအောင်ကြံပတ်ထားမယ်ဆိုရင်အလွန်ကောင်းမှာပဲ။ နတ္ထိရာဂသမောအခိနတ္ထိဒေါသသမောကဟောနတ္ထိမောဟသမံဇာလံနတ္ထိတဏသမနတ္ထိဒီစကလုံးတွေကယောဂီများရာပီးသားစကလုံးတွေအများကြီးပါတယ်နတ္ထိရာပီးသားရာဂဆိုရာပီးသားဒေါသရာပီးသားမောဟရာပီးသား နော်တဏှာဆိုတာလည်းရပြီသားနဒီဆိုတဲ့စကားမြစ်ဆိုတာတည်တယ်ရပြီသားအခိဆိုတဲ့မိလည်းရပြီသားရပြီသားသကလုံးနေအများကြီးအလို့ရအောင်ကြက်ချင်းစိတ်ကလေးများပေါ်မလားလို့ပြောကြည့်နေတာနော်နတိရာဂသမောအခိစွမ်းမမှုနဲ့တူတဲ့စိတ်နှလုံးကို လောင်ကျွမ်းတတ်တဲ့မိဆိုတာမရှိဘူးတဲ့ ကိုစိတ်ကိုလောင်နေတဲ့မီးတွေအများကြီးရှိတယ်။အဲ့ဒီမီးတွေထဲမှာယာကားဆိုတဲ့ဆွဲမဲ့မှုလောက်ပူတဲ့မီးဆိုတာမရှိဘူးတဲ့။နတ္ထိဒေါသတမောကဟောဒေါသတမောဒေါသနဲ့တူသောကဟောဖန်းယူတတ်သောအရာသည်နတ္ထိမရှိ။အင်းအဲ့ဒါလေးကနားလေခြင်းစရာအရင်ကောင်းတယ် သေးသေးခြားခြားလေးခေါင်းအေးအေးနဲ့စဉ်းစားကြည့်တယ်။ဘာပြောတာတော့ဒေါသနဲ့တူတဲ့ဖန်းယူတတ်သောအရာမရှိ။ဆိုကြပါစို့ကြောင်ကလေးတွေဆိုလို့ရှိရင်ကြွက်ဖန်းတဲ့နေရာမှာအလွန်မှကျွမ်းကျင်တယ်။လွတ်ကောမလွတ်ဘူး။မွေတယ်ဆိုရင်ဖားနဲ့တွေ့ရင် ဖန်းတာအလွန်မှကျွမ်းကျင်တယ်လွတ်ခဲတယ်။ဟုတ်လား။သူတို့ဖန်းလိုက်တယ်မိသွားတယ်။အခုဘုန်းကြီးတို့ရဲ့စိတ်ဟာလည်း ဘသူဖမ်းတာကိုပဲလွယ်လွယ်ကူကူခမ်းနေရတယ်လေဆိုရင်ဒေါသဖမ်းတာကိုပဲခံယူရတယ်အဲ့တော့အဓိကဘာပြောချင်တာလဲဆိုလို့ရှိရင်ဖြစ်ဖို့လွယ်တယ်လို့ပြောချင်တာလို့ဘုန်းကြီးကတော့အဲ့လိုခံစားမိတယ်ဒေါသဖြစ်ဖို့အလွန်လွယ်တာပဲမကျင်တတ်တဲ့စိတ်ဖြစ်ဖို့အတွက်အလွန်လွယ်တာပဲနော်ဒေါသတရားကြီးကတင်စားပြောတဲ့ဒေသနာတွေနော်ဒေါသတရားကြီးကဒီစိတ်ကိုပျက်စီးသွားအောင် နော်ဖန်းစီတတ်တဲ့နေရာမှာသူ့လောက်ကျွမ်းကျင်တာမရှိဘူးဒေါသနဲ့တူသောဖန်းယူတတ်သောအရာမရှိအဖန်းခံရပြီဆိုလို့ရှိရင်တော့တတ်တာစရာအကြောင်းမရှိတော့ဟုတ်တယ်မဟုတ်လားနော်ဖန်းယူတယ်ဆိုတော့ကိုစိုးကိုပိုင်သဘောစိတ်သုံးသွားတယ်။ तू ကဖန်းယူလိုက်တယ်။ तू စိတ်တိုင်းကြပဲနေရတော့မယ်။ तू အကုန်လုံးချုပ်ကင်ထားလိုက်ပြီ။ဟောဒါလည်းပဲဆက်ပြီးတော့တွေးတက်ရမယ်နော်။ ဘုန်းကြီးတို့စိတ်ဒေါသဖြစ်သွားပြီဆိုလို့ရှိရင်ဘာမှကိုမတက်နိုင်တော့ဘူးဒေါသရဲ့လက်အောက်ကိုတကယ်ကိုပြားပြားမှောက်ရောက်သွားတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒေါသနဲ့တူသောဖန်ယူတတ်သောအရာမရှိဆိုတဲ့စကားလေးကိုဘလို့နားလည်ရမှာတော့ဒေါသအလွန်မှဖြစ်လွယ်တဲ့သဘောရှိတယ်ဒီစိတ်ကလေးကပုဂ္ဂိုလ်တတ္တဝါဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့ကြည်နော်စိတ်ဆိုတာ မကျေနပ်မှုစိတ်တိုင်းမကြမ်းမှုအလွန်မှဖြစ်လွယ်တဲ့သဘောရှိတယ်ဖြစ်လွယ်တယ်ဆိုတာလေးကို ပုံပေါ်အောင်အော်ဒေါသကြီးကဖန်တက်လိုက်တာ သူ့လောက်ဖန်ယူတတ်တဲ့အရာ မရှိဘူးစိတ်ကလေးကသားကောင်လို့တင်စားပြီးတော့ပြောလို့ရမယ်ထင်ပါတယ်ဒေါသကဘာလို့ဖန်ယူတတ်တဲ့အရာဟုတ်ပြီနော်ຢာကနဲ့တူတဲ့အပူဓာတ်ဆိုတာလောကမှာမရှိဘူး ဒေါသနဲ့တူတဲ့ဖန်ယူတတ်တဲ့အရာဆိုတာလောကမှာမရှိဘူး။နောက်ပါပြောတော့နတ္ထိမောဟတမန်ဇာလံမောဟတမန်မောဟနဲ့တူသောဇာလံကွန်ရက်တိနတ္ထိမရှိပိုက်ကွန်ဇာလဆိုတာပိုက်ကွန်ငါးတွေပါတွေကိုကွန်ပြစ်ပြီးတော့ဖန်တယ်ငဘိုးထိုးတယ်ပိုက်ကွန်နေတဲ့ဟုတ်လားပိုက်အကြီးတွေနဲ့ဆိုလို့ရှိရင်ငှက်တွေပါတွေထောင်ဖန်တယ် ိုက်ကွန်နဲ့အုပ်ထားတယ်ဆိုလို့ရှိရင်ရုံးမထွက်နိုင်တော့ဘူးအတက်တက်အုပ်ထားမယ်ဆိုရင်ဘာမှမတက်နိုင်တော့ဘူးတော့ဘုန်းကြီးတို့ရဲ့စိတ်ကိုဘယ်ရာကအတက်တက်လုံခြုံစွာအုပ်ထားတာလဲတနည်းအားဖြင့်ဒီစိတ်ကလေးဟာဘယ်လိုပိုက်ကွန်ထဲမှာမိနေတာလဲလို့ကြည့်မယ်ဆိုလို့ရှိရင်မောဟပိုက်ကွန်ထဲမှာမိနေတာမောဟနဲ့တူတဲ့ပိုက်ကွန်ရှိတယ် ခနဖမ်းယူတတ်တဲ့အရာနဲ့လဲခက်ဆင်ဆင်လေးတော့တူတယ်လို့ရှိရနော်။ဟောဆိုပိုက်ကွန်ကိုလည်းပဲတတော်လေးတွေကိုဖမ်းတဲ့နေရာမှာအသုံးပြတာမရှိဘူးလားရှိတယ်။ဒါပေမဲ့သူကဇာလဆိုတာကွန်ရက်ပေါ့အကုန်လုံးလွှမ်းခြုံထားတယ်။ဒါတတော်လေးရဲ့စိတ်ကိုဘယ်ရာကပဲဖုံးလွှမ်းထားတယ်လေဖုံးလွှမ်းနေဆိုတာကိုအဓိကနားလည်စေချင်တာဘုန်းကြီးကတော့နော်။ဒါကြောင့်တချို့တေသနာတွေမှာမြတ်စွာဘုရားက အဝိဇ္ဇာကတဘိခွေအန္တဘူတာပရိယောနတ္တအန္တဘူတာဟောဒီမတိမှုမောဟအဝိဇ္ဇာဟာဥတလုံးသဖွယ်တတ္တဝါတွေကိုအကုန်လုံးလွှမ်းခြုံထားတယ်။ဥထဲမှာရှိတဲ့တတဝါလေးဟာဥရဲ့လွှမ်းခြုံတာကိုခံရတယ်။ဘယ်နာလေးမှပေါက်နေတယ်ဆိုတာတောင်မရှိဘူး။လုံလုံခြုံခြုံတိမ်ထုတ်ထားတယ်။ဒါစိတ်ကလေးကဘယ်ထဲမှာနေရတယ်လို့ခံစားရမလို့မောဟထဲမှာနေတာ။ မသိမှုထဲမှာနေတာအဲ့ဒါသူ့ရဲ့အမြဲနေရအိမ်ကလေးလို့တောင်းဘုံကြီးကတင်စားပြီးတော့ပြောခြင်းတယ်ဟုတ်လားဒီတည်းကပြန်ပြီးတော့ထွက်ထွက်လာဖို့ဆိုတာအလွန်ခက်တယ်နော်ပြီးတာနဲ့အဲ့ဒီတည်းနေတာပဲနော်တော့နတ္ထိမောဟတမန်ဇာလံမောဟနဲ့တူတဲ့ပိုက်ကွန်ဆိုတာမရှိဘူးတဲ့ဒီနေရာမှာအကျေပြောစရာတော့ကောင်းတာပေါ့မောဟနဲ့တူတဲ့ပိုက်ကွန်မရှိဆိုတာမသိမှုနဲ့ပဲနေတာ အထူးသဖြင့်ဘဝဟာဆင်းရဲတယ်ဆိုတဲ့အတိမရှိဘဲနဲ့ပဲနေနေတာနော်လောဘဟာဆင်းရဲခြင်းကိုဖြစ်စေတတ်တယ်ဘဝကိုဖြစ်စေတတ်တယ်အဓိကအကြောင်းတရားဆိုတဲ့အတိမရှိဘဲနဲ့ပဲနေတာဟုတ်မဟုတ်ကိုယ်စိတ်ကိုစစ်ကြည့်လိုက်နော်နိဗ္ဗာန်ကိုမတိဘဲနဲ့နေတာနိဗ္ဗာန်ရောက်ကြောင်းတရားကို မတိဘဲနဲ့နေတာအဲ့ဒီမတိမှုတွေနဲ့ပဲဒီစိတ်ကဘာဖြစ်နေတော့နေနေတာ ဒါကြောင့်မောဟနဲ့တူတဲ့ပိုက်ကွန်မရှိဆိုတာကိုမောဟရဲ့အကြောင်းကိုအများကြီးသိအောင်လုံမဒီဒေသနာလေးကိုနော်စိတ်ထဲကနဲ့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 သဘောကြမယ်ပေါ့နော်နတ္ထိမောဟတမန်ဇာလံပြီးတော့နတ္ထိတဏတမနတ္ထိတဏနဲ့တူတဲ့အမဲစီးနေတဲ့မြစ်ဆိုတာမရှိဘူးတဲ့နော်နတ္ထိဆိုတာမြစ်ပေါ့နော်မြစ်ဟာအမြဲတမ်းစီးတယ် ချောင်းလေးတွေမြောင်းလေးတွေဆိုတာကတော့ຫນွေကတိုင်ရင်တချို့ချောင်းလေးတွေကခန်းသွားရေးမရှိတော့မြစ်ဆိုတာကသူက12လလုံးစီးတာဟုတ်တယ်မဟုတ်လားမစီးတဲ့အချိန်မရှိဘူးဘယ်ချိန်မှရက်တယ်ဆိုတာမြစ်မှာမရှိဘူးတတိစိတ်နှလုံးကအမြဲတမ်းစီးစီးဆင်းနေတဲ့အရာစိတ်နှလုံးကနေစိတ်ပြီးတော့နော်စီးထွက်ကြနေတဲ့အရာဟိုအတ္တဝဆိုတဲ့စကားလေးနဲ့ကပ်ပြီးတော့နားလေကြည်သားပါ ။နော်အတ္တဝဆိုတာအမြဲတမ်းယူရှိကြနေတယ်။ဟောဆိုလိုတာကအမြဲတမ်းဖြစ်နေတယ်ဆိုတာလေးကို ပြောချင်တာ။နော်စီဆင်းနေတယ်။မြစ်တစင်းစီဆင်းနေတယ်။ဘုန်းကြီးတို့ရဲ့စိတ်မှာဗာမြစ်လဲဆိုရင်လောဘမြစ်ပေါ့နော်။ဒီမှာတော့တဏ္ဍာလို့သုံးတယ်နော်။လောဘဟာမြစ်တစင်းလို့အမြဲတမ်းစီဆင်းနေတယ်။သူနဲ့တူတဲ့မြစ်မရှိဘူးလို့တောင်မှအကြီးကျယ်ဆုံးမြစ်လို့ပြောတယ်နော်။ ဒီပဂတိစီစင်းနေတဲ့မြစ်တွေဟာတော့သူဘလောက်ကြာခဲ့ပြီနောက်ဘလောက်ကြာအောင်စီစင်းအောင်မယ်လို့ပြောပြောကဘာပြက်ပြီဆိုရင်တော့သူတို့ပျောက်သွားကျတို့ရဲ့ယင်မှာစီစင်းနေတဲ့တဏှာဒီဟူသောမြစ်ကတော့တော့ကဘာပေါင်းများစွာဖြတ်တန်းခဲ့ပြီခုချိန်ထိလည်းပဲစီအားကောင်းကောင်းနဲ့စီတော့မယ်နောက်လည်းဘလောက်ကြာအောင် စီအောင်မလဲဆိုတာမပြောနိုင်သေးဘူးဟုတ်တယ်မဟုတ်လား ဒါကြောင့်မို့လို့မြတ်စွာဘုရားနတိတဏသမနတိအဲဒီကထာလေးကိုတော့ဘုန်းကြီးကနော်လေးနှစ်တဲ့ဉာဏ်ပညာကိုဖြစ်စေဖို့အတွက်စဉ်းစားမိစေခြင်း ਨੇ ဘာလို့ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတော့ဆိုတော့ဒါလည်းတရားနာသူများကိုအကြောင်းပြုပြီးတော့ဟောတာပဲအဲ့တော့မြတ်စွာဘုရားဘာလို့သတ္တဝါတွေဟာဒီတရားနာဖို့အတွက်ဖြောင်းဖြောင်းဖြူဖြူဒီတရားပေါ်မှာစိတ်သက်ဝင်ဖို့အတွက် ခက်ခဲနေရတယ်လေဆိုတာကိုအဲ့ဒါကိုပြတာဟုတ်လားတကယ်ဆိုရင်မြတ်စွာဘုရားရဲ့တရားဟာအလွန်မှချုံမြိန်တယ်ပေါ့အတန်အနေနဲ့ရောအထိဘယ်အနေနဲ့ရော အကျိုးသက်ရောက်မှုအနေနဲ့ရောဘယ်ဘက်ကမှပြောเสียရမရှိဘူးဒါပေမဲ့ဒီလောက်စိတ်ဝင်စားเสียရကောင်းတဲ့နော်ဒီလောက်ဟိုအကျိုးကျေးဇူးများတဲ့အကြောင်းအရာတွေကိုဘာကြောင့်တတ္တဝါတွေဟာ စိတ်မသက်ဝင်နိုင်ပဲခဲချင်းနေရတယ်လေဆိုရင်ခုနကတည်းကပြောခဲ့တဲ့အကောင်းတဲ့အရှိန်တွေပေါ့နော်ဆိုတဲ့တော့ကညာလုံးမဟုတ်တရားနာကြမယ်ဆိုတဲ့လူတွေကကာမဂုဏ်ကိုအမိပြုပြီးတော့ပြန်တာရှိတယ်ဒေါသကိုအမိပြုပြီးပြန်တာရှိတယ်မာနကိုအမိပြုပြီးတော့ပြန်တာရှိတယ်အကြောင်းမျိုးမျိုးကြောင့်ပြန်သွားကြတယ်အခုဒီမှာကျတော့ပြန်တော့မပြန်ဘူးဒါပေမဲ့တရားသံကသူတို့နားတယ်ဝင်သလားဆိုတော့မဝင်ဘူးဘာကြောင့်အဲ့လိုဖြစ်တာတုံးဆိုတော့မြတ်စွာဘုရားအဲ့ဒါဟာ ရာဂဒေါသမောဟတရားတွေကြောင့်တတ္တဝါတွေကအဲ့လိုဖြစ်တာ။ဒါကြောင့်ရာဂနဲ့တူတဲ့မီးဆိုတာမရှိဘူး။ဒေါသနဲ့တူတဲ့ဖန်ယူတတ်တဲ့အရာဆိုတာမရှိဘူး။မောဟနဲ့တူတဲ့စိတ်နှလုံးကိုမြှင့်ရှက်ထားတဲ့ကွန်ရက်ဆိုတာမရှိဘူး။တဏှာနဲ့တူတဲ့စိစင်းနေတဲ့မြစ်ဆိုတာမရှိဘူးတဲ့။အဲ့ဒါကိုကိုကိုပို့ပို့ပြီးတော့အစဉ်အတန်းရှိတဲ့ ြင်နှမှုအစစ်အမှန်ကိုရရှိတတ်တဲ့မြင့်မြတ်သူတရားလို့เนาะစိတ်ထဲမှာနားလည်မှုနဲ့ကိုယ့်ကိုယ်ကိုလေးစားနိုင်ဖို့အတွက်ကိုယ့်ကိုယ်ကိုမြင့်တင်ဖို့လိုပဲဗောနော်အဲ့လိုမြင့်တင်ဖို့ကြိုးစားတဲ့အခါမှာဒီလိုဒေသနာလေးတွေက ပြောတဲ့နဲ့နေတဲ့သဘာဝတရားတွေကိုရှင်ញင်ဖို့လိုမယ်ပေါ့အဲ့ဒီရှင်ញင်မှုဟာကိုယ့်ရဲ့ပင်ကိုဉာဏ်ကြီးရင်ကြီးသလောက်ဆက်လက်ပြီးတော့အကျိုးဆက်တွေအများကြီးထွက်မလာနိုင်ဘူးလား ထွက်လာနိုင်တယ်နော်ဟုတ်လားထွက်လာနိုင်တယ်ဩဒီဟာတွေရဲ့အပေါ်မှာမြတ်စွာဘုရားဒီလိုမြင်တာပါလားနတိယရာဂသမောအကိလို့ရွတ်လိုက်ရင်ဆွဲမဲ့မှုကိုအတိုင်းတာတစ်ခုထိနော်ရှော့ချပြီးသားဖြစ်ကောင်းဖြစ်သွားနိုင်တယ်နတိဒေါသသမောကဟောဒေါသနဲ့တူတဲ့ဖန်ယူတတ်တဲ့အရာမရှိဆိုတာလေးကိုရွတ်စွဆင်ញင်လိုက်မယ်ဆိုရင် တိုင်းတာတစ်ခုတည်းဒေါသကိုလျှော့ချပြီးသားဖြစ်ကောင်းဖြစ်သွားနိုင်တယ်။နတ္ထိမောဟတမန်ဇာလံမောဟနဲ့တူတဲ့ပိုက်ကုံမရှိဆိုတာလေးကိုရွတ်စွစင်ကြဲပဲဆိုရင်အော်တတန်တရားလုံးဒီတရားကို မထွက်နိုင်လို့ဒုက္ခမီးဟာမြဲတောင့်နေတာ။မောဟရဲ့ပုံမှာတော့အပြစ်မြင်ပြီးတော့မောဟနဲ့အောင်ကြိုးပမ်းအထုတ်တဲ့အနေထားကိုရောက်သွားနိုင်တယ်။နတ္ထိတဏတမနတ္ထိ တဏှာနဲ့တူတယ်စိစင်းနေတယ်မြစ်ဆိုတာမရှိဒါလေးကလည်းပဲအော်အမြဲတမ်းသူပဲစိစင်းနေတယ်တဏှာအမြဲတမ်းစိစင်းနေလို့ရှိရင်ဘဝကလည်းပဲအမြဲတမ်းအယံနာမရှိသွားနေရမှာဆိုတာကိုသဘောပေါက်ဖို့တော့လိုမယ်နော်အခုဘဝခရီးကိုတစ်ချိန်ပြီးတစ်ချိန်သွားတယ်အဲ့ဒါလည်းမြစ်စည်းသလိုပဲလို့မြတ်စွာဘုရားကနတိပပတိယုပမံဥမာပေးရနော်ဘဝရဲ့ ်ဆင်ဆက်မပြတ်ဖြစ်နေတဲ့သဘောလေးကိုလည်းပဲပင်လေစီကိုဥတည်ပြီးတော့စီးနေတဲ့မြစ်တစင်းလို့ဒီဘဝရဲ့အဆုံးသက်သေခြင်းစီကိုဥတည်ပြီးတော့ဘဝဟာစီးဆင်းနေတယ်ဒါတစ်ချိန်ပြီးတစ်ချိန်ဖြစ်တာကိုပြောတာသေခြင်းဖြင့်အဆုံးသက်သွားတယ်ဒီဘဝကဒါမှတကယ်အဆုံးသက်ဟုတ်သလားဆိုတော့မဟုတ်ပြန်ဘူးနောက်ထပ်ဇာတိတစ်ခုစီထပ်ပြီးတော့ကာလမချပဲနဲ့ဆက်မှာတော့အဲ့ဒီဘဝမှာလည်းဒီလိုပဲမြစ်တစင်းစီးသလိုသွားမှာပဲ ဘဝတစ်ခုအတွင်းမှာလည်းပဲမြေတစင်းစီးသလိုသွားနေတယ်။တဘဝပြီးတဘဝနောက်ဘဝနောက်ဘဝဘဝတစ်ခုနဲ့တစ်ခုကိုကြည့်မယ်ဆိုရင်လည်းပဲသူလည်းဆင်းဆက်မပြတ်ဖြစ်နေတာပဲလို့မဆိုနိုင်ဘူးလား။ဆိုရင်တော့အဲ့တော့ तू ကလည်းပါတော့ယုံနာကလည်းပဲမြေတစင်းစီးဆင်းတယ်လို့စီမီတော့တစ်ခုတောက်နေတယ်လို့ तू ကလည်းဆင်းဆက်မပြတ်ဖြစ်နေတဲ့အရာ။အဲ့တော့ဆင်းဆက်မပြတ်ဘာကြောင့်ဒီယုံနာဟာဖြစ်နေတယ်လဲဆိုရင်ဆင်းဆက်မပြတ်စီးဆင်းနေတဲ့ လောဘမြေကြောင့်ရုပ်နာဟာဆင်းဆက်မပြတ်ဖြစ်နေတာလို့အကြောင်းအကျိုးဆက်ဆက်ပြီးတော့နားလည်ရမယ်ဟုတ်တယ်မဟုတ်လားဘဝဘာကြောင့်ဖြစ်တယ်လို့မှတ်သားထားတာတော့ခေါင်းထဲမှာတဏ္ဏပေါ်နောဘဝိကာနော်တဏ္ဏလောဘကြောင့်ဘဝဟာဆက်ဆက်ပြီးတော့ဖြစ်နေတာတော့တဏ္ဏကမြေတစင်းလို့အမြဲတမ်းစီးဆင်းနေတယ်ဆိုမှတော့ဘဝကလည်းပဲမြေတစင်းလို့အမြဲတမ်းဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ အရက်မရှိအနာမရှိသွားမှာပဲဟုတ်လားအခြေအနေကောင်းလေးနဲ့သွားမလားအခြေအနေဇိုးလေးနဲ့သွားမလားအခြေအနေကောင်းဆိုတာကတော့ဘဝထဲမှာတကယ်တကယ်ကတော့တစ္ဆာအမြင်နဲ့ကြည့်ရင်အခြေအနေကောင်းဆိုတာမရှိဘူးသူတက်ဆိုးတဲ့အခြေအနေကိုထောက်ဆပြီးတော့အခြေအနေကောင်းတယ်လို့ပြောရတာလေးတွေတော့လည်းရှိတယ်ပေါ့ဟုတ်လားတိရစ္ဆာန်ဘဝကိုထောက်ဆပြီးတော့လူဘဝအခြေအနေကောင်းတယ်လို့ပြောလို့တော့ရမယ်ပေါ့သို့တော်တကယ်တကယ်တော့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကို ထောက်ဆလိုက်မယ်ဆိုလို့ရှိရင်ဘဝဟာဘာမှကျင်နေเสียကောင်းတဲ့အရာမဟုတ်ဘူးလို့ဒီလိုလည်းပဲတွေးတတ်ဖို့လိုမယ်ပေါ့ဒါကြောင့်ဒီဒေသနာလေးနဲ့ဆင်စဉ်နတ္ထိရာဂသမောအဂိနတ္ထိဒေါသသမောကလိနတ္ထိခန္ဓာသမဒုက္ခနတ္ထိတန္တိပရံဒုက္ခຢာကနဲ့တူသောမိမရှိဒေါသနဲ့တူသော အပြစ်မရှိ ခန္ဓာနဲ့တူသောဆင်းရဲမရှိနိဗ္ဗာန်နဲ့တူသောချမ်းသာမရှိဟောဒီမှာလဲနတ္ထိတွေနဲ့ဟောတာနော် ဒါယောဂီများမှတ်သားခြင်းလေဆိုရင်မှတ်သားလို့ရအောင်ဘုန်းကြီးကရွတ်ပြလိုက်တာဟုတ်လားတော့အဓိကဒီနေ့ပြောချင်တာကဘာတော့เนาะဇာကနဲ့တူတဲ့မီးမရှိဒေါသနဲ့တူတဲ့ဖန်းယူတတ်တဲ့အရာမရှိမောဟနဲ့တူတဲ့ကွန်ရက်ဆိုတာမရှိတဏှာနဲ့တူတဲ့မြစ်ဆိုတာမရှိတဲ့ဒါလေးတွေကအလွန်လေးနေတဲ့ဉာဏ်ပညာကို ဖြစ်စေမဲ့စကလုံးလေးတွေလို့အဲ့လိုလေးတန်ဖိုးထားစေခြင်းတယ်ဟုတ်လား ဒါကြောင့်ဒေသနာတွေကိုအများကြီးလေ့လာဆင်ခြင်ပြီးရင်အကျိုးဆက်အနေနဲ့ဘဝတန်တရာကလွတ်မြောက်ကြောင်းတွန်းအားတစ်ခုဖြစ်အောင်လက်ကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်ဒါကြောင့်တရားနာယူရင်းဖြင့်ကုသိုလ်စိတ်တွေများစွာ ဖြစ်ပေါ်သွားကြပြီအဲ့ဒီကုသိုလ်စိတ်တွေရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမြတ်နိဗ္ဗာန်ကိုလင်မြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်တော်ဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်